ာအိုင်လိုညီလာခံကနေဆက်အနာတင်ထားတဲ့မြန်မာဟို article 33အရာတက်ပိတ်စုအရေးယူလိုက်တယ်လို့သိရပါတယ်အဲ့ဒီနေကညီလာခံအစည်းအဝေးအခြေအနေပြီးတော့ဆရာတို့တက်ခဲ့တဲ့အခင်းချင်းနဲ့ပတ်သက်ပြီးတော့သိရှိထားတာလည်းပြန်ပြီးမျှဝေပေးပါအောင်ခင်ဗျာကျွန်ပြချက်ရောက်ဖို့ကကျွန်တော်တို့က၄နှစ်ကြာပါတယ်၄နှစ်ကြာပါတယ်2021ကစပြီးတော့ပထမဆင့်အနေနဲ့ကျွန်တော်စေဥစုကိုဒီကမ္ဘာလုံးမှာရအဖွဲချုပ်အားလုံးမှာအစည်းအဝေးမှာညီလာခံမှာတက်လို့မရအောင်ကျွန်တော်ကန်ထုတ်လိုက်ပါတယ် เนาะအဲ့တော့သူတို့တက်လို့မရဘူးကျွန်တော်လည်းတက်လို့မရဘူးနောက်တစ်ခါက2020မှာ ကြတော့ကျွန်တော်က2021တနှစ်လုံးမှာစိုးစုကချိုးဖောက်ခဲ့တဲ့ဒီလုပ်ငန်းတွေပေါ့เนาะချိုးဖောက်ခဲ့တဲ့အခြေခံလူ့သမားခွင့်ရေးချိုးဖောက်ခဲ့တာတွေကိုကျွန်တော်တို့ကအဲ့ဒါတွေကိုသူကျွန်တော်သတင်းပြုစုပြီးတဲ့နောက်မှာကျွန်တော်တို့ကတင်တဲ့ခါမှာကမ္ဘာလုံးကရေးအဖွဲ့ချုပ်ကဘာဖြာဘာပြောလာလဲဆိုတော့စိုးစုကိုရပ်ပါ မရဘူးဆိုရင်စုံစမ်းစစ်ဆေးကော်မရှင်ဖွဲ့မယ်လို့ပြောပါတယ်အဲ့တော့ဆေးဆိုတာဂယုမဆိုင်ဘူးဖွဲ့လို့ပြောတယ်အဲ့တော့ဖွဲ့လိုက်တယ်ပေါ့ဗျာအဲ့တော့ကော်မရှင်ကလည်းသူတို့ပြည်တွင်းအဝင်မခံဘူးဘာဘူးညာဘူးပြောတယ်ဒါပေမဲ့သူတို့ပြည်တွင်းအဝင်မခံပေမဲ့ကျွန်တော်တို့တည်င်းချက်လက်ကိုရအောင်စုနိုင်တဲ့အတွက်ကြောင့်ကော်မရှင်ရဲ့အစီရင်ခံစာပေါ့ဗျာ2023မှာထွက်ပါတယ်ထွက်တာကိုလည်းဆေးဥစ္စာပထမတော့ညင်းပါတယ်နောက်တော့မညင်းတော့ပါဘူးအဲနောက်ပြတော့သူတို့ပြုတ်ပြမှုတော့မလုပ်ဘူးဗျာ အဲ့တော့ဆက်ပြီးတော့ကျွန်တော်ဆက်ပြီးသွားကြတယ်သွားတဲ့အခါမှာ2024မှာကြတော့ဒါဆိုရင်တော့မပြုပြင်ဘူးပြောင်းလဲမှုကိုမလုပ်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့က2025မှာတော့အရေးယူမှုကိုလုပ်ရပါလိမ့်မယ်အဲ့ဒီမှာ article 33ရဒီဒီဟိုချိုးဖောက်မှုတွေများတယ်နောက်ပြီးတော့ ILO ကနေပြီးတော့ချိုးဖောက်မှုတွေရပ်တန့်မှာလို့ပြောတယ်အဲ့ဒါကိုနှစ်စဉ်နှစ်တိုင်းဆက်လက်ပြီးချိုးဖောက်နေတယ်ဆိုရင်တော့ ILO ရဲ့အခြေခံဥပဒေပုံမှန်33ရဒါဒါက ဟိုရေးရဆောင်ရွက်ဖို့ဆိုတဲ့ဟာကိုလုပ်ပါလိမ့်မယ်လို့ပြောတာပါအဲ့ဒီဟာမှာစပြီးတော့2025မတ်လမှာမနေ့ကထုတ်တဲ့စာကိုစာကြမ်းပြုစုပါတယ်အဲ့တော့စာကြမ်းပြုစုတယ်မတ်လ မှာစာကြမ်းပြုစုတယ်ဒါကိုလည်းဘယ်သူမှမကန့်ကွက်ပါဘူးအဲ့တော့ဒီဟု2025ဂျူမာနှစ်ပတ်လည်ညီလာခံမှာပထမတစ်ရက်ပေါ့နော်ပထမတစ်ချိန်ပေါ့နှစ်ရက်နေရဆွေးနွေးတယ်ဆွေးနွေးတဲ့နေရာမှာလည်းကန့်ကွက်တဲ့လူမရှိပါဘူးအဲမနေ့ကဆွေးနွေးတဲ့အခါကျတော့ရုရှားကကန့်ကွက်တယ် အာတရုတ်ကဆိုရင်တော့ပြင်းပြင်းထန်ထန်ကန့်ကွက်တယ်အဝင်ရောက်ပြီးတော့ပေါ့နော်ဒီမြန်မာနိုင်ငံအတွင်းမှာဝင်ရောက်ဆွတ်ဖက်မှုမသိမှုဆိုတာကိုတော်တော်ပြင်းပြင်းထန်ထန်ပြောတယ်ဒါပေမဲ့တကယ်ကြတော့ဆွတ်ဖက်နေတာသူတို့ပေါ့ဗျာအဲ့ဒါကိုလည်းကဘာတိတော့ရည်တော့ရည်နေပါတယ်အဲနောက်တော့ကဘယ်လိုရုရှားနော်ဘယ်လိုဘယ်လာရုစ်ကနေပြီးတော့လည်းဒါကိုကန့်ကွက်တယ်ဆိုတော့ရုရှားရဲ့ဘယ်လာရုစ်ရဲ့တရုတ်ရဲ့နောက်လာအိုစ်နိုင်ငံရဲ့အဲလေးနိုင်ငံကတော့အာပြင်းပြင်းထန်ထန်ကန့်ကွက်ကြပါတယ်ဒါပေမဲ့ အများစုကပေါ့နိုင်ငံတရာကျော်ကဒါကိုထောက်ခံထားတဲ့အတွက်ကြောင့်ကျွန်တော်တို့ကသူတို့ကန့်ကွက်တာကိုသူတို့ကလည်းမှတ်တမ်းတင်ပေးပါလို့ပြောတယ်မဲခွဲပါလို့မတောင်းဆိုပါဘူးအဲ့တော့မှတ်တမ်းတင်ပေးတာဆိုမှတ်တမ်းတင်ပြီးတဲ့နောက်မှာဒါကိုဆုံးဖြတ်ချက်ကိုအတည်ပြုလိုက်ပါတယ်ခင်ဗျ။ဟုတ်ကဲ့။ဆရာဒီ article 33နဲ့ပတ်သက်ပြီးတော့လည်းဒီဥစားပြည်သူလူထုကိုဟို awareness လေးပေးပါအောင်ဒီ article 33ရဲ့အတိုင်းအတာဘယ်လိုမျိုးချက်လက်တွေဖြစ်နိုင်လဲ။ဘာတွေပြင်းပြင်းထန်တဲ့အတိုင်းအတာဘယ်လောက်လောက်ရှိရဲဆိုတာ အာတေက33ပေါ့နော်ဒီဟိုအဲကပ္ပလူမယအဖွဲ့ချုပ်ရဲ့ခြေကံဥပဒေအပိုက်33ကဘာဟုပြောတာလဲဆိုတော့ထူးထူးခြားခြားမဟုတ်ပါဘူးစာကြောင်းလေး3ကြောင်းပဲပါပါတယ်ဒီအာရလိုရဲ့အဖွဲ့ဝင်ပေါ့နော်ဆိုတော့အဖွဲ့ဝင်ဆိုတဲ့နေရာမှာအစိုးရလည်းရှိတယ်အလုံးရှင်လည်းရှိတယ်အလုံးသမားလည်းရှိတယ်အဲ့ဒီတဲကမသူမဆိုးဒီအာရလိုကသတ်မှတ်ထားတဲ့ခြေကံအလုံးသမားအခွင့်အရေးကို ဇက်တိုက်ပေါ့နော်တားမြစ်တဲ့ကြောက်ကကျူးလွန်နေတဲ့ဆိုလို့ရှိရင်နဲ့သူ့နဲ့ပတ်သက်တဲ့ပါဝင်ပတ်သက်တဲ့လူတွေကပါဝင်ပတ်သက်မှုကို ပြန်လည်ပြီးသုံးသက်ကြပါလို့ရေးထားပါတယ်ဒါလေးပါပဲရှင်းရှင်းလေးပါပဲဒါပေမဲ့ဒီဟာကဗမာပြည်ကိုတက်ခင်2000လောက်တခါကျွန်တော်တို့လုတ်ခဲ့ပြပါတယ်အဲဒီတော့ကျွန်တော်တို့ပါပါတယ်1996ကနေပြီးတော့တက်ခင်အဲ2000အထိကို ဇက်တိုက်အဲ့ဒီတုန်းကတော့အာတမလောဝါပေးပေါ့နော်ပေါ်တာဆွဲတယ်ပေါ်တာဆွဲတယ်ဆိုတဲ့ကိစ္စဟိုတတ်စခန်းနဲ့အတင်းဆောက်ခိုင်းတဲ့ကိစ္စအဲနောက်မန္တလေးကျုံးကိုရဲရဲဘက်တင်တဲ့လုံးတဲ့ကိစ္စနောက်ထပ်တစ်ခါကျွန်တော်ကလေးစစ်သားပေါ့အသက်မပြည့်သေးကလေးဒီကိုခေါ်ပြီးစစ်တဲ့တန်းတို့ဝင်ခိုင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီ ILO ရဲ့အခြေခံဥပဒေ33နဲ့လဲဆေးဥစုပေါ်မှာကျွန်တော်တို့အရေးယူမှုပါတယ်အဲ့ဒီတုန်းကတော့အရေးယူမှုက2000 2000မှာစတယ်2012ခုနောက်ပိုင်းမှာရရပေးလိုက်ပါတယ်ဖွင့်လှစ်ပေးလိုက်ပါတယ်ပိတ်ဆို့မှုကိုအဲသူတို့ပြုပြင်ပြောင်းလဲမှုတုံးမယ်လို့ပြောလို့တကယ်ကြတော့ကျွန်တော်အလင်းခံလဲရတာပေါ့နော်အားလေလဲအလင်းခံရတယ်ကျွန်တော်လည်းအလင်းခံရပြုပြင်ပြောင်းလဲမှုမလုပ်ပါဘူးနောက်တစ်ခါ2021မှာတော့အာနာသိမ့်လိုက်တယ်အာနာသိမ့်တော့ကျွန်တော်တို့ဒါကိုလည်းကျွန်တော်တောက်လျှောက်ပဲကျွန်တော်ဆက်ပြီးတော့လုပ်ပါတယ်လုပ်တော့လေအခု၄နှစ်တိတိလုပ်ပြီးတဲ့နောက်မှာစေအုပ်စုကပြုပြင်ပြောင်းလဲမှုမရှိဘူး အခြေခံလူ့မခွင့်ရေးကိုဆက်လက်ချိုးဖောက်နေတဲ့အပြင်ကို အလုံးရှင်တွေကိုပါဒုက္ခပေးနေတာပေါ့နော်ဟိုခဏနေစံစံကုန်တဲ့ကိုဖမ်းလိုက်ခဏနေရွှေကုန်တဲ့ကိုဖမ်းလိုက်ခဏနေငွေလဲတဲ့လူကိုဖမ်းလိုက်ဆိုတော့ကမှဘလို့မှတင်ញင်မှုမရှိတော့ပမာတိုင်းပြည်ဟာစီးပွားရေးပြတ်တယ်။ဒါကြောင့်မလို့လူသမားကအလို့ရှင်ကချိုးနှိပ်ခံရတဲ့အတွက်ကြောင့်ဒီ article 32ကိုအသုံးပြုတာဖြစ်ပါတယ်လို့။အဲ့တော့အသုံးပြုရင်ဘာဖြစ်မလဲပေါ့နော်။အဲ့တော့အဲ့ဒီတည်းမှာမင်းက ချမှတ်လိုက်တဲ့စာထဲမှာစီးပွားရေးပိတ်ဆို့မှု sanction ဆိုတဲ့စကားလုံးတစ်လုံးမှမပါဘူးเนาะတစ်လုံးမှမပါဘူးကျွန်တော်ထပ်ပြီးတော့ရှင်းပြမယ်ဘာလို့လဲဆိုတော့ကျွန်တော်အခုတွေ့နေတဲ့ lobby တွေက sanction လုပ်လိုက်လို့ကျွန်တော်တို့အခြေခံလူသမားတွေဒုက္ခရောက်ပါပြီဆဲုံတွေပိတ်ပါပြီလို့ပြောနေကြတယ်ဒီလူတွေကစာမဖတ်ပါဘူးမနေ့ကစာအုပ်သေးချဖတ်ဖို့လိုပါတယ်မနေ့ကစာထဲမှာ sanction စီးပွားရေးပိတ်ဆို့မယ်ဆိုတော့တစ်လုံးတစ်ပါးမှမပါပါဘူး ဘာပါတာလဲဆိုတော့ခုနပြောထားတဲ့စေဥစုနဲ့ဆက်ဆံရေးကို ပြန်လည်ပြီးတော့သုံးသပ်ကြပါလို့ရေးပါတယ်เนาะအဲ့တော့ဘာဖြစ်လို့လဲဆိုတော့စေဥစုနဲ့ဆက်ဆံရေးကိုသုံးသပ်ပါမသုံးသပ်ပဲဆက်လက်ပြီးတော့ဆက်ဆံနေရင်တော့စေဥစုရဲ့ကြံရပါဖြစ်မယ်ကြံရပါဖြစ်ရင်တော့မင်းတို့ရဲ့လုပ်ငန်းကိုနေဒုက္ခရောက်မယ်ဆိုတော့နောက်ကနေမဖို့ပြထားဘူးသို့တော့ဒါကနောက်ကနေရှိတဲ့အတွက်ကြောင့်ဒါတွေကအင်ပဒန်တော့ဟိုအပြေပြေဆိုင်ရာမှာတော့ဒါတွေကအင်ပဒန်တက်ရောက်မှုရှိပါတယ်လို့ဒါတခုပါ နောက်တစ်ချက်ပါပါလဲဆိုတော့ jet lane မြန်စီနဲ့ပတ်သက်ပြီးတော့ဒါကိုရောင်းဝယ်နေတဲ့လူတွေပြန်လဲသုံးသပ်ဖို့ဆိုတော့ပါပါတယ်လေမြန်စီနဲ့ပတ်သက်ပြီးတော့ jet lane မြန်ပေါ့နော်အထူးမြန် jet lane မြန် jet fuel လို့ပါပါတယ်အဲ့တော့လေမြန်စီနဲ့ပတ်သက်လို့ပါတဲ့ဟာတွေကလေမြန်စီကို jet lane မြန်စီကိုဘာကြောင့်တားမြစ်တာလဲဆိုတော့ဘုံကျဲတာတွေကိုရက်စီခြင်းလို့တားမြစ်တာဖြစ်ပါတယ်เนาะဘုံကျဲတာကိုလုတ်တယ်တော့ကဗမာပြည်တည်းမှာက မင်းအောင်လန်ကသူစိတ်ထင်တဲ့နေရာကိုတရက်တည်း၃ခါကျင်းလဲကျဲတယ်เนาะအများတန်းလဲနေတိုင်းလဲတစ်နှစ်တစ်ခါကျဲတာတွေရှိတယ်အဲ့တော့အဲ့ဒီဟာတွေလုံနေတော့ရက်ချင်လို့ရက်ဖို့ကိုကမ္ဘာကလည်းတောင်းဆိုနေတယ်ပြည်သူကလည်းလိုလားနေတယ်ဒါကိုလုံဖို့အတွက်ကိုကျွန်တော်တို့ကျဲလိမ်မြာစီကိုရက်ဖို့တားတော့အဲ့တားတဲ့ဥစ္စာကအခြေခံအလို့သမားကိုဘယ်လိုတင်ရောက်မှုရှိမလဲကျွန်တော်တို့လားမလဲပါအဲ့တော့လာပြောတဲ့လူကိုကျဲလိမ်မြာစီရက်ပေးလို့ ပြောတဲ့ကိစ္စကအလုသမားကိုအလုပြုတ်မယ်ဆိုရင်ဘာကြောင့်ပြုတ်မှလဲဆရာရဲ့ကျွန်တော်ရှင်းပြပါလို့တော့မေးဖို့လိုတယ်လို့ကျွန်တော်မြင်ပါတယ်နော်အာဒါကြောင့်မို့လို့ဆန္ဒပြဟုတ်တယ်ဆန္ဒပြမယ်မပြောင်းမဟုတ်ဒါပေမဲ့ဂျဲလိမ်မြန်စီရတ်သွားတာဒီဘုံကျဲတာရတ်သွားမယ်ကျွန်တော်လူကဘာကြောင့်ပြုတ်မှလဲဆိုတော့ပြောပါဆိုတာမျိုးတော့မေးဖို့လိုတယ်ဒါတခုပါဗျာနောက်တစ်ချက်ပါတာဗာလဲဆိုတော့စစ်အုပ်စုရဲ့ငွေရေးကြေးတွေလွတ်လပ်စွာစီစဉ်မှုဆိုတာကိုပြန်လဲသုံးသပ်ဖို့လို့ပြောထားတယ်အဲ့တော့အဲ့ဒါကလည်းသုံးသပ်ရမှာပါစေအုပ်စုရဲ့ ငွေရေးကြေးစီးတယ်မို့လားဆေးအုပ်စုထဲမှာကျွန်တော်ထင်တယ်ကျွန်တော်တို့ရဲ့အခြေခံလုပ်သမားတွေပုဂ္ဂလိကလုပ်ငန်းပဲဖြစ်ဖြစ်နိုင်ငံဝန်ထမ်းဖြစ်ဖြစ်မပါကြပါဘူးပိုင်ချမ်းသာနေပေါ့ဗျာချမ်းသာတဲ့လူတွေကဒီလိုကိုပဲပိတ်တာပဲအဲ့တော့မင်းအောင်လာရဲ့သားသမီးတွေကိုပိတ်မယ်ကျွန်တော်တို့စိုးဝင်းသားသမီးကိုပိတ်မယ်သူတို့လုံနေတဲ့ဆေးရုံတွေဈေးရုံတွေဟိုတယ်တွေရဲ့ငွေရေးကြေးစီးတယ်မို့သူတို့ချီးထားတဲ့ငွေတွေနဲ့ငွေရေးကြေးစီးတယ်မို့ကျွန်တော်လေ့လာမယ် ပြီးတော့အဲ့အရာတွေကိုပြန်လည်သုံးသပ်ဖို့ကိုကျွန်တော်ကတက်ဆိုင်ရာချီးတဲ့လူတွေလာပြီးတော့လုပ်ငန်းလုပ်တဲ့လူတွေကျွန်တော်တို့ဆုံးနေမှာပါဆိုတော့အဲ့အရာကြောင့်အခြေခံအလို့သမားကအလို့ပြောရမယ်ဆိုတော့ကျွန်တော်မဖြစ်နိုင်ဘူးလို့ကျွန်တော်မြင်ပါတယ်အဲ့တော့ကျွန်တော်တို့ပြောတဲ့ချက်တမှာအစာထဲမှာအပိုင်းနှစ်ပေါ့နော်မနေ့က resolution ရဲ့ 2c ပေါ့ဗမာလိုလဲကျွန်တော်ဘာသာပြန်တော့ကျွန်တော် page မှာတော့တင်ထားပါတယ်နှစ်ကငယ်ပါအဲ့ဒီမှာကြည့်ပါအ လေရင်များလောင်စာစီနဲ့စေအုပ်စုရဲ့ငွေကြေးစည်းမှုဆိုတော့တိတိကျကျရေးထားပါတယ်။နော်အထည်ချုပ်ဆက်အောင်လေးပြိမ့်မယ်လို့မပါပါဘူးခင်ဗျာ။နော်ဒါကြောင့်မလို့အဲ့ဒါကရှင်းပါတယ်။အဲ့ဒါကိုကျွန်တော်တို့ကပြည်သူကိုရှင်းရှင်းလင်းလင်းသိစေချင်ပါတယ်။လက်ရှိမှာ public ကတော့စိုးရိမ်စိတ်ကြီးဝင်လာတယ်ပေါ့နော်။ဟိုဒီဟာကဟိုအနာစိမ်းကိုခွဲထုတ်တဲ့နီလန်မျိုးပေါ့နော်။စေအုပ်စုကိုလည်းကြီးမားတဲ့အဟန့်အတာဖြစ်စီမှာဆိုဖြစ်စေနိုင်တယ်လို့ဒီဘက် public ဒီဥစ္စာပြည်သူလူထုအတွက်ကိုလည်း ဟိုစိုးရိမ်စရာအခြေအနေမျိုးတွေရှိရပေါ့နော်ဒီအဲလိုအဖွဲ့ဝင်နိုင်ငံ180ကျော်ကဒီဆေးဆုနဲ့ပတ်သက်ပြီးတော့ရောင်းဝယ်ဖောက်ကားတာတွေဒီဆက်ဆက်အဆက်အသွယ်လုပ်နေတာတွေဆက်ဆက်နေတာတွေအကုန်လုံးကိုရပ်တန့်လိုက်မယ်ဆိုလို့ရှိရင်ဒီကုန်စည်စည်းစင်းမှုအပိုင်းတွေဒီအကုန်လုံးမှာရပ်တန့်သွားပြီးတော့မြန်မာနိုင်ငံမြန်မာပြည်သူတို့ရောလည်းဒီ impact ကိုအကြီးမားဆုံးခံရမယ်ဆိုတာမျိုးသုံးသပ်ချက်တွေရှိတယ်ဒီပေါ်ဆရာပြည်သူလူထုနားလည်အောင်လို့ရှင်းရှင်းလင်းလင်းလေးပြန်ပြီးတော့ဖြည့်ရှင်းပေးလို့ရမှာ ဟိုပြည်သူလူတို့ပေါ်မှာတယောက်မှုရှိမယ်ဆိုတော့ရှိမှာပဲခင်ဗျာเนาะဘာလို့လဲဆိုတော့ကိုကိုလိုချင်တာပေါ့เนาะကျွန်တော်စနစ်ပြောင်းဖို့လုပ်တဲ့နေရာမှာတော့ပွန်းတာပဲ့တာတော့ရှိမယ်ထိတာခိုက်တာတော့ရှိမယ်ဘုံကျဲတာရပ်ဖို့တော့အရင်လုပ်ဖို့လိုတယ်ကเนาะဘုံကျဲတဲ့ကိစ္စကိုရပ်ဖို့ကတော့ဂျက်လိန်မြန်စီတောက်လောင်းဖို့ရတယ်ဒါပေမဲ့ဂျက်လိန်မြန်စီရောင်းဖို့ကိစ္စကလှိုင်းတရားရွှေပြည်သားမင်္ဂလာတော်မှာရှိတဲ့ဒီပုဂ္ဂလိကအ ရှက်မှုလုပ်ငန်းတွေတော့ဘလုံးမတက်ရောက်မှုမရှိဘူးလို့ကျွန်တော်ကတော့ပြောချင်တယ်။အဲ့ဒါကိုတော့ရှင်းတယ်လို့ကျွန်တော်ထင်ပါတယ်။အဲ့တော့လောင်းသားစီပိတ်တယ်ဆိုရင်စက်ရုံတွေမှာဒီဇယ်မရှိဘူးလို့ပြောမယ်။ဟဲ့ကိုလူတွေကျွန်တော်ပြောချင်တယ်ဗျာ။ကျွန်တော်တို့စက်ရုံတွေထောင်တယ်ဆိုတဲ့ကိစ္စကမီးပေးရမှာကအခုနိုင်ငံတော်အစိုးရလို့ပြောပြောနေတဲ့စေုပ်စုရဲ့တာဝန်ကြီးဗျာ။ပိုင်ရှင်เนี่ยဒီဇယ်ဆက်ဝယ်ပြီးတော့မီးခုတ်ပြီးလုံးဝမယ်လုံးမမဟုတ်တာဒါပိုင်ရှင်လုံးဝမဟုတ်တာ တို့တော့မိမပေးတဲ့ကောင်ကမိမပေးတဲ့အတွက်ကြောင့်အလုံးလေပေါ့ရအောင်လုံးနေတဲ့ကုံတွေဒီဟိုပါအခုဖန်းခံရတဲ့ကိစ္စအဲ့ဒါကိုတော့ကျွန်တော်တို့ကကျွန်တော်တို့ဒုက္ခရောက်တယ်လို့တော့ပြောလို့မရဘူးဗျာဘာလို့ဆိုတာဝန်ရှိတဲ့လူကိုခမရတို့မပြောရဲဘူးလေဗျာဟိုကတဏ္ဍကင်တာတော့အဲ့တော့ကျွန်တော်တို့ကတော့ဖီအားပေးပြီးတော့လုံးအောင်ပါပဲဒါကြောင့်မလို့လောင်စာစီဘူးတော့ကျွန်တော်တို့ရမယ်နော်ရတဲ့ကိစ္စက SME တွေထိမယ်လို့ကျွန်တော်ကျွန်တော်တို့ကမန်လေးဘက်ကလူတွေကပြောတယ်အဲ့တော့ကျွန်တော်မေးပြစီဗျာ အဲ့တော့ SME မှာအခုအလုံးလုံးနေတဲ့လူငယ်ဗနေအောင်များကြံသေးလို့လေစစ်မှုထားဥတွေကြောင့်ထွက်ပြေးတဲ့လူတွေရှောင်တိန်သွားတဲ့လူတွေတဲ့ကျွန်တော်လုပ်ငန်းတွေအခုလည်လို့မရဘူးဆိုတဲ့သတင်းကိုလည်းမမေ့နဲ့လေဒါဒါမှလို့ကျွန်တော်တို့အခြေခံလုပ်ငန်းမှာတဲရောက်မှုရှိနေတာကစေုပ်စုကအတမစစ်ခိုင်းစေမှုဆိုတာကအခုလုပ်ငန်းတွေကိုပြက်စီပါတယ်နောက်တော့တစ်ခါကျွန်တော်တို့ကဒေါ်လာတွေကို အဲ့ရောင်းတယ်လို့ပြောဝယ်တယ်လို့ပြောတယ်အဲ့တော့ဒေါ်လာဈေးတက်သွားရင်ပါအပြင်မှာကအာ၄000ကျော်ပေါက်တဲ့အချိန်မှာ sales ကက2000ကျော်တက်မှတ်ထားတယ်အဲ့တော့ export လုပ်တဲ့လူတွေပြည်ပကို ထုတ်တဲ့ကုန်တွေတွေကတော်တော်ရည်ရတယ် export license ရှိရသားနဲ့ export ကိုမထုတ်ချင်ဘူးဘာလို့မထုတ်ချင်တာလဲဆိုတော့သူတို့ကဒေါ်လာတရားထုတ်တိုင်းတဝက်ကရှုံးနေတယ်အဲ့ဒီဟာဒီအားလုံးကိုထဲအတွက်ပါလို့အတ္တမ ဲ့လိုမျိုးဖြစ်နေတာက article 33ဟို ILO ရဲ့ဆုံးဖြတ်ချက်မကြခင်ကဖြစ်နေတဲ့ကဏ္ဍတွေပါဒါကြောင့်မလို့ပြည်သူပေါ်မှာဒီဟာကတော့ထပ်ပြီးတော့ထပ်ပြီးဝန်တွန်းဝန်ဝဖြစ်မယ်လို့ပြောနေတဲ့လူတွေကိုကျွန်တော်ပြောချင်တယ်အချက်လက်နဲ့စကားပြောကြရအောင်အဲ့ဒါတွေအားလုံးကမင်း online လို့လို့ဖြစ်တဲ့ကိစ္စတွေပါအဲ့တော့အဲ့ဒါကိုရှင်းရှင်းလင်းလင်းမြင်ဖို့လိုပါတယ်လို့ article 33ကအခုမှစမှာအခုမှတခါစမှာအောင် ဆွေးနွေးတုံးရှိနေသေးတယ်ဘလို့လုံမယ်ဆိုတာတော့အားရလုံးမှာစာမထွက်သေးဘူးဆုံးဖြတ်ချက်တော့ကြာပြီဘလို့လုံမယ်ဆိုတဲ့ရန်တရားနဲ့ဟာကိုတွားဖို့မကြသေးဘူးစောင်းပါးတွေကထွက်လာပြီအာလူနိုင်ငံတော့ဒုက္ခရောက်တော့မှပြည့်ကြမှာပဲမဟုတ်ပါဘူးခင်ဗျာကျွန်တော်ပြောချင်တာကဖြစ်တာကလုံမဲ့လုံငန်းကစစ်တပ်နဲ့စစ်တပ်မိသားစုပေါ်မှာလုံမဲ့ဂျက်လိမ်မြန်ကိုလုံတောင်းစာစီကိုလုံမဲ့ဒါကလုံမဲ့လုံငန်းဟုတ်ကဲ့ဆရာလို့ဆိုလို့ရှိရင်ဟို ရှင်းရှင်းလင်းလင်းပြန်မေးရလို့ရှိရင်အခုဒီ article 33နဲ့အရေးယူတာဒီမြန်မာနိုင်ငံကိုဥတီတာထက်စေအုပ်စုကိုဥတီတာလို့ပြောရင်မှန်လားဆရာမှန်တယ်ကျွန်တော်တို့ဒီစေအုပ်စုကိုတဲ့တဲ့လို့ဖို့အဲ့ဒါကိုကျွန်တော်တို့ရည်ရွယ်တာနော်စာရေးတာကိုလည်းတည်တည်ချာချာရေးတာပါ ကျွန်တော်တို့ emotion နဲ့သွားတာမဟုတ်ဘူး ကျွန်တော်တို့ legal experts တွေပါပါတယ်ဥပဒေကျွမ်းကျင်တဲ့သူတွေ ਨੇ ဒါရေးရင်တော့ဘလို့ဖြစ်မလဲဒီလိုရေးဒါကိုပြည်ပြဆိုင်အလို့ရှင်အဖွဲ့ဆိုတာရှိပါသေးတယ်ပြည်ပြဆိုင်အလို့ရှင်အဖွဲ့ကလည်းသဘောတူမှဒီဟာအဆုံးဖြတ်ချက်ကကြတာပါကျွန်တော်တို့ကအချက်လက်တင်ပေးတဲ့လူတွေပဲအချက်လက်ကိုစစ်ကြတယ်တန်ယုံတွေကအကုန်လုံးပြည်တွင်းမှာ ရှိတဲ့တန်ယုံတွေအားလုံးကစစ်ကြပါတယ်ကုလသမဂ္ဂယုံတွေကလည်းဒီအချက်လက်တွေကိုသူတို့ပြန်ပြီးတော့ vetting လုပ်ပါတယ် ကျွန်တော်ပြောသူအနေ၄နှစ်ရှိပါပြီဒီ process ဆာဒီလုံငန်းက၄နှစ်ရှိပါပြီအဲ့တော့ပြုပြင်ပြောင်းလဲမှုကိုလုံးဝမလုပ်တဲ့ကိစ္စဒါကြောင့်မို့လို့ကျွန်တော်နိုင်ငံစီးပွားရေးပြတ်တာ article 33ဝင်လာလို့ပြတ်တာမဟုတ်ဘူးလို့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ဆရာဆရာခုနပြောရတဲ့အချိန်မှာလဲပါဘောနော် အရင်ဦးတန်းရွှေဒီဆရာစစ်စစ်ဆိုးရဦးတန်းရွှေလက်ထက်2000လုံးကဒီပုံမှန်ကိုမြန်မာနိုင်ငံပေါ်တခါတုံးခဲ့ဘူးလေကျွန်တော်တို့တရားလို့17နှစ်အကြာမှာပြန်ပြီးပယ်ဖြတ်ခဲ့ရပေါ့နော် အဲ့တုန်းကတချို့ဒီ off the record အနေနဲ့ပြောကြတာတွေရှိတယ်ဒီပုံမှောက်ဦးတန်းရွှေစစ်ဆိုရတော့မှတော်တော်လေးခံစားရခက်ခဲတယ်ဆိုတာမျိုးပြောကြတာပေါ့နော်ဆရာကတော့ရှေ့မီနောက်မီပုံကူဆိုတော့အိုက်ခဲအိုက်ကာလာတုန်းကဒီစစ်ဆိုရကအိုက်ပုံမှောက်36ဘလူတွေကြုံတွေ့ခဲ့ရပြီဘလူတွေရင်ဆိုင်ခဲ့ရတယ်ဆိုတာလေးနည်းနည်းပြန်ပြောပြပေးလို့ရမှာဆရာအာဟုတ်ကဲ့ပါအဲ့တော့လည်းကျွန်တော်တို့ဟိုပါပါတယ်အဲ့ဒီတုန်းကတော့ကျွန်တော်တို့က FTUB လို့ခေါ်တဲ့ ဒီ Federation of Trade Unions Burma အနေနဲ့ကကျွန်တော်တို့ဥဆောင်လုပ်ခဲ့ပါတယ်။အဲ့တော့အဲ့ဒါကလည်း66ခုနေကနေပြီး2000မှာကြာတာပေါ့နော်။အဲ့တော့ပရမကတော့ဒီလိုပါပဲ။ဟိုအတ္တမလိုပါပဲမရှိဘူး။နော်ကလေးစစ်သားမရှိဘူး။ညင်းတယ်။နောက်တစ်ခါကျတော့ဘာဖြစ်လဲ။အင်းနည်းနည်းတော့ရှိတာပေါ့နော်။ငါတို့ထိမနိုင်တဲ့နေရာတွေမှာရှိလို့ဖြစ်တယ်။နောက်တစ်ခါကျတော့ဘာလဲဆိုတော့အတူတူရှင်းကြအောင်တော့ဆိုတာဖြစ်လာပါတယ်။ အဲ့လိုသူတို့လေသာပြောင်းသွားတာကိုကျွန်တော်ပြောတာပါအခုလည်းဒီတိုင်းမှာပဲ2021မှာလုံးဝမရှိဘူးဘာလဲလာမလုံးနဲ့လို့ပြောတာဟုတ်တယ်ပြီးတော့တက်တေတေတာတကနေစကားပြောတဲ့ခါကျတော့အဲဒါတော့နင်းနေရှိတယ်ပေါ့နော်အဲ့တော့မနေ့ပြန်ကြားလို့ရှင်တော့တို့သတင်းထွက်လာမှာဒါကလုံးဝလက်မခံဘူးပေါ့ပြောမှာပါသို့တော့တလကြာရင်မသိသေးပါဘူး၃လကြာရင်တော့တိလာမှာပါเนาะ၃လကြာမယ်ဆိုရင်မင်းအွန်လိုင်းနဲ့သူ့ရဲ့အပေါင်းပါတိလာသူမှသူပြောမယ် အာရုရှားရှိတယ်ကွာတရုတ်ရှိတယ်ကွာအဲ့တော့ဒါပေမဲ့တရုတ်လည်းမပေါက်ဘူးရုရှားလည်းမပေါက်တာက အားရလို့ပါကမ္ဘာလူတွေကရေးရဖွဲ့ချုပ်ပါဗီဒိုသုံးလို့မရပါဘူးကုလသမဂ္ဂအထူးတင်ညီလာခံမှာ UN Security Council ဗီဇိုသုံးပါလေအဲ့ဒီနှစ်ယောက်ကမနေ့ကဗီဒိုသုံးလို့မရပါဘူးကျွန်တော်တို့အလုပ်သမားတွေကပြောတဲ့အားကိုကြော်လို့မရပါဘူး နော်အဲ့တော့အဲ့ဒီတုန်းကလည်းဥသားရွှေတုန်းကလည်းအဲ့ဒီတိုင်းပါပဲပထမဟိန်းနဲ့ဟောက်တယ်ချင်းနဲ့ခြောက်တယ်ပြည်တွင်းမှာမဟုတ်ဘူးလေဗျအပြေပြေဆိုင်ရမှာလေဗျအချက်လက်လက်နဲ့စကားပြောကြတာလေဗျတနတ်တုံးလို့မရဘူးလေဗျအိမ်မှာအတင်းဝင်ဖမ်းလို့မရဘူးလေဗျအဲ့ဒီအချိန်ကျတော့သူတို့နောက်ပြန်ဆုတ်သွားရတယ်အဲ့တော့သူတို့ ਨੇ စီးပွားရေးဆက်ဆံမှုတွေအကုန်လုံးကျဆင်းလာပါတယ် ကြာဆင်းလာတယ်ကြာဆင်းလာတဲ့အတွက်ကြောင့်သူတို့စီးပွားရေးခြေနေမကောင်းလာဘူးဆိုတာဖြစ်လာတယ်ဒါမဲ့ချက်ချင်းတော့မဖြစ်သွားဘူးပေါ့နော်သုံးလနှစ်ကြာတဲ့ခါမှာတော့အဆိုင်ခရပေါ်လာပါတယ်အဲ့ဒီချိန်မှာသူတို့ဒါကိုနိုင်ငံရေးပါတီတွေပါရင်းနဲ့စကားပြောတာတို့ဘာလို့ညာတို့အာကျွန်တော်တို့ပြန်လာဖို့ဖိတ်တာတို့ဘာလို့အကုန်လုံးလုံးကြပါတယ်ဟုတ်ကဲ့ဆရာအခုဒါကြာပြောက်ဝင်လာတဲ့သတင်းလေးတစ်ပုဒ်ဆရာကိုမေးပြရသေးတယ်အခုဟိုဆက်ဒီအနာသိစစ်တပ်ရဲ့ ဒီအလုံသမားဥကြီးဌာနသတင်းထုတ်ပြန်တယ်ပေါ့နော်ဒီ ILO ရဲ့ article 33ရဆုံးဖြတ်ချက်ကနိုင်ငံရေးဖိအားပေးရန်တည်တံ့ဖြစ်ပြီးတော့ဒီမြန်မာနိုင်ငံပေါ်တက်ရောက်မှုရှိမှာမဟုတ်ဘူးဖြစ်တဲ့အတွက်အလုံသမားတွေအနေနဲ့စိတ်အချမ်းသာစွာအလုံဆက်လက်လုပ်ကိုင်နိုင်တယ်ဆိုတာမျိုးအလုံသမားဥကြီးဌာနထုတ်ပြန်တယ်ဆရာတခုတုံ့ပြန်ပေးလို့ရမလားခင်ဗျာဟုတ်သူတို့ပြောပြီလေအလုံသွားအလုံသမားတွေပေါ်မှာတက်ရောက်မှုမရှိဘူးဆိုတာသူတို့ပြောလိုက်ပြီပဲအဲ့တော့သူတို့ lobby နဲ့သူတို့ပြောတာအနေနဲ့တော့နည်းနည်းတော့လွဲကုန်တယ်ပေါ့နော် တို့လော်ဘီကပြောတာအလို့သမားတွေတဲရောက်မယ်ထိခိုက်မယ်ပါညာတို့ပြောတယ်အခုအဲ့တော့အခုပြောချင်တာကတော့ဟုတ်တယ်ပြည်သူပေါ်မှာတဲရောက်မှုနည်းမယ်ဆေးဥစုပေါ်မှာတော့ဓာတ်ရိုက်တဲရောက်မှုရှိမယ်ကျွန်တော်အဲ့ဒါတော့ကျွန်တော်ထပ်ပြောချင်တယ်ဟိုဟာမရောက်ဟိုလောင်စာစီနဲ့ပတ်သက်လို့ရှိရင်လည်းကျွန်တော်တို့ကဥပမာ ပြောတာပေါ့နော်ဥပမာပြောတာကလောင်စာစီကဒီတိုင်းလမ်းလျှောက်ပြီးတော့မသွားပါဘူးနော် jet လေမြန်နေကို လောင်စာဆရာသူ့ဘက်သူလမ်းလျှောက်မသွားဘူးရဒီဇယ်တင်တဲ့ကားတွေနဲ့ပို့တာဟုတ်တယ်နော်ဟုတ်တယ်မလားဒီဒီဒီလောင်စာပေါက်စာတွေကဒီဇယ်နဲ့မောင်းတာပါအဲ့တော့ဒီဇယ်ကအဲ့ဒီခါကျတော့ dual use နှမျိုးသုံးလောင်စာတွေမှာပါသွားတယ်ခင်ဗျာနော်နှမျိုးသုံးလောင်စာဆိုတာပြောတဲ့ခါကျတော့ညင်းမှာညင်းမှာရပါတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့သတင်းအချက်လဲရတော့ဥမာ ဒီကျွန်တော်တီလဝါကနေပြီးတော့ထွက်တဲ့စီကပုဂ္ဂလိကဆိုင်တွေကိုရန်ကုန်တိုင်းရမှာပေါ့နော်ဓာတ်စီဆိုင်တွေကိုဘယ်ဘယ်ဓာတ်စီဆိုင်ကိုဘောက်စာဗန်နစင်းသွားတယ်ဘယ်နေ့မှာဆိုတော့အမှတ်တမ်းရှိတယ်ထို့အတူကျွန်တော်တို့တန်လျက်စွန်းရေတက်စခန်းကိုလည်းဘယ်ဘောက်စာကဘယ်နေ့မှာသွားတယ်ဆိုတော့အမှတ်တမ်းရှိရတယ်ရေနံဖြန့်ပြူးရလောက်ရကြေချာလေအမှတ်တမ်းမရှိလို့မရဘူးဒါတွေကထို့အတူကကကြီးကိုဘယ်လောက်သွားတယ်ဆိုတာလည်းရှိရတယ် အဲ့တော့ဒီဒီဇယ်ဒီတင်မောဒဇင်းကဝင်လာတဲ့ဒီဇယ်ဖြစ်ပေမဲ့အ ਨੇ ဆုံးစစ်တပ်ကတုံးတာက၃ပုံ၅ပုံရှိတယ်ဗျဟုတ်တယ်နော်နောက်တစ်ခါကျွန်တော်ထပ်ပြောအောင်မယ်ပုဂ္ဂလိကဆိုင်နေလို့ပြောတယ်ဟုတ်တယ်ပုဂ္ဂလိက၃တွက်ရောင်းတဲ့ဆိုင်ဒါပေမဲ့အဲ့ဒီဆိုင်တွေကိုပိုင်တာဒီကျွန်တော်တို့ blacklist ထိထားတဲ့ chrony ရဲ့ဆိုင်တွေဟုတ်လားမဟုတ်လားဆိုတော့လည်းပြန်ဆန်းကျွန်တော်တို့ဆန်းစစ်တော့ပါ ဟုတ်တယ်နော်ကျွန်တော်ခရိုနီတက် black list စစ်ထားတယ်ဟဲဟဲလို့ယူနေကြတယ်ယူလို့ရပါတယ်သို့တော့ကျွန်တော်တို့အခုလိုက်ပါတော့မယ်ဘဲဘဲတက်စီဆိုင်လေးအုပ်စုကမသူပိုင်ပါတယ်မသူအဖြစ်တော့ black list စစ်ထားပါတယ်ဒါကြောင့်မလို့ဒီလူကိုတော့ဒီလောင်စာစီပေးရောင်းဖို့မသိဘူးဆိုတော့ကျွန်တော်တို့လောင်စာရောင်းတဲ့လူတွေကိုကျွန်တော်တို့သွားပြောတော့မှာအဲ့တော့ဒီဟာကရေတက်ကိုသွားပါတယ်ဆိုတော့ကျွန်တော်အချက်လက်နဲ့ပြီးမှာပါ ီစီကကြီးတက်ကိုကကကြီးကိုသွားတယ်ဆိုတော့ကျွန်တော်တို့ဟိုအချက်လက်နဲ့ပြပါနော်ကကကြီးကိုသွားတဲ့စီကိုပိတ်တာနော်ဒီကကရေကိုသွားတဲ့စီကိုပိတ်တာဒီလိုင်တရားလူပေါ်မှာတည့်အောင်ဘာမှမရှိပါဘူးဟုတ်တယ်နော်ဒါကြောင့်မလို့ကျွန်တော်ပြောတာကျွန်တော်လှုပ်တဲ့လှုပ်ဒီဒီဒီရှာစဉ်းစားပြီးတော့အတတ်နိုင်ဆုံးစဉ်းစားပြီးတော့ပေါ့နော်ကျွန်တော်လှုပ်တာဖြစ်တယ်အာအစိုးစုပြောသလိုပဲ ပြည်သူတွေအေးချမ်းသာနေပါဆိုတာကျအဲ့တော့အခုလက်ရှိဒီ article 33ရနောက် process တွေဆက်လာပြီးတော့ဒီလိုမျိုးအရေးယူမှုတွေရှိလာတဲ့ခါကျလို့ရှိရင်ဒီမြန်မာနိုင်ငံမှာရှိတဲ့အလုံသမားဓုတွေအခြေခံလူရန်းစားတွေကိုအလုံရှင်တွေဘက်ဒီဥစ္စာအထက်ကဘက်ကလူတွေကဒီဟာကိုတုံးပြီးတော့ဖိနှိပ်တာမျိုးဥပမာ လုံခန်းလာစာတူးမပေးချင်တာမျိုးရှော့ပေးတာမျိုးအဲ့လိုမျိုးအခြေအနေမျိုးတွေမဖြစ်လာနိုင်ဘူးလားဆရာ အခုလဲတိုးမတိုးမပြတာမဟုတ်ဘူးလားအခုလဲတိုးမပြပါဘူးကျွန်တော်ပြောပြအောင်မယ်လို့လို့အနေဆုံးဟိုဒီမှာအထူးသဖြင့် private sector ပေါ့နော်ပုဂ္ဂလိကလုပ်ငန်းပေါ့ပုဂ္ဂလိကစက်မှုကုန်ထုတ်လုပ်ငန်းမှာသူတို့မနစ်ကပေါ့2024ကသူတို့ဝင်ငွေက4.46 billion ချိတယ်လို့ဟိုထုတ်ထားတယ်လေးတန်းပတ်46 billion dollar เนาะ billion dollar ရှိတယ်စက်မှုကုန်ထုတ်ကအထည်ချုပ်လုပ်ငန်းက ီးတော့2025တားဂက်က5ဘီလီယံလို့သူတို့ပြောထားတယ်အဲ့တော့အားလုံးဝိုင်းပြောနေဟာဆက်မှုကုန်မှုပါလေအထယ်ကျုပ်လုပ်ငန်းကလူတွေကဒုက္ခပါပဲအဲ့လူတွေပြုတ်ကုန်ပြီပြောပြောပင်မဲ့သူတို့ရဲ့ဒီဒီဝင်ငွေကတော့တက်နေတယ်ဒါကလည်းကုန်သွယ်ကုန်သွယ်စီအိုကုန်သွယ်စီပေါ်ထုတ်တဲ့စီရင်ရကျွန်တော်ပြောနေတာနော်အဲ့တော့ကျွန်တော်ဒီဒီမြမလင်းတို့ဘာလို့မှပါတဲ့ဟာဒီအဲ့တော့ပြောချင်တာကအရင်တုန်းကလူ9သိန်းရှိတယ်ဗျာ နော်ဟို4.46ပေလျာဝင်နေပေါ့အခုလူ3သိန်းပဲရှိတယ်ထားဗျာ4.46ပေလဲမဝင်လို့ရှိရင်ကျွန်တော်လူနေသွားရင်ဒီလူတွေရရမယ်ပတ်စံကပုံမလားပုံမလားသိဘူးလားဒီလူတွေကတော့တိုးမပေးပြန်လဲအလို့ရှင်ကသူပဲယူထားတယ်ဆိုတော့မမယူလေဗျာဒါကြောင့်လို့ကျွန်တော်ပြောချင်တာကအလို့ရှင်တွေကပေးရင်ရပါတယ်အာရီကာ33နဲ့လည်းမဆိုင်ပါဘူးဆေးဥစုနဲ့လည်းမဆိုင်ပါဘူး ပေးလို့ရပါတယ်ပေးသင့်တယ်ဆိုတာလည်းသိပါတယ်မပေးတဲ့ကိစ္စနောက်တစ်ခုကျွန်တော်ပြောဦးမယ်သူတို့ကဒေါ်လာကိုစေအုပ်စုကဝင်တဲ့ငွေကိုသူတို့ရဲ့ဗာလဲ2100လား2500လားအဲ့နှုန်းနဲ့လဲပြီးတော့သူတို့ကပတ်စံတွေမသွင်းဘူးဗျမသွင်းဘဲနဲ့ဟောင်ကောင်မှာထားထားတာရှိတယ်စင်ကာပူမှာထားထားတာရှိတယ်เนาะကျွန်တော်တို့မသိတာတွေမဟုတ်သေးဘူးသိတယ်ဒါကသူတို့သူတို့ထုတ်တဲ့ report တွေမှာပဲပါတာသူတို့ထုတ်တဲ့အစီရင်ခံစာတွေမှာပါတာပါ ဒါကြောင့်မို့လို့အဲ့ဓာတွေကိုလည်းကျွန်တော်တို့ကဟောထုတ်ပြီးတော့ကျွန်တော်တို့ကဆွေးနွေးရမှာပါเนาะဘာဖြစ်လို့ဒီငွေကဒီလောက်ဒီမှာရှိပါသလဲဆိုတာကိုဒါအစိုးစုကိုပေးတာလည်းမဟုတ်ဘူးအလုံသမားကိုပေးဖို့ပတ်စားဒါပေမဲ့သူတို့ကသူတို့လူဒီလောက်ဒေါ်လာပဲယူပြီးတော့ပေးတာအမြတ်ကအများကြီးကြံနေသေးတယ်ဟောင်ကောင်မှာရှိနေတယ်စင်ကာပူရှိတယ်သူတို့လူကျင်တော့သူနိုင်ငံခြားထွက်ပြေးသူတို့တုံးနေတယ်ပတ်စားအလုံးရှင်နဲ့အားလုံးလုံးနေတယ်ကေရှာ ကိစ္စအတွက်ကို၄နှစ်အချိန်ယူခဲ့ကြကြတာပေါ့နော်ဒီလိုမျိုးအေးအေးယူနိုင်ဖို့အတွက်ကိုအဲ့တော့ဒီကိစ္စကအခု ILO က article 33ရအေးအေးယူလိုက်တဲ့ကိစ္စကျွန်တော်တို့ဒီတော်လန်ရေးဖွဲ့စည်းပွဲဘက်ကလက်ရှိဆင်နွှဲနေတဲ့တော်လန်ရေးပေါ်မှာဘယ်လိုမျိုးအကျိုးကျေးဇူးတွေရှိလာနိုင်တယ်လို့အဲ့ဒါလေးဆွေးနွေးသုံးသပ်ပေးပါအောင်ဆရာအာအကျိုးကျေးဇူးနဲ့စာလို့ရှင်ပေါ့နော်ကျွန်တော်တို့ပံ့ပိုးမှုပေါ့ဗျာ အာကျွန်တော်တို့ညွေဥဒေါ်လာရေးဒေါ်လာရေးအနေနဲ့ကျွန်တော်တို့ပံ့ပိုးမှုတစ်ခု ဖြစ်ဖို့တော့အာကျွန်တော်တို့ယုံကြည်ပါတယ်။ယုံကြည်စွာတိချက်ကတော့စေအုပ်စုကို ကျွန်တော်တို့ကပုံမှန်လေးနဲ့ပေါ့နော်ဒီကဘာကဘာအလဲမှာစေအုပ်စုဒီထောက်ခံမှုမရှိဘူးဆိုတာတော့ကျွန်တော်တို့ဒါကဟိုဘယ်လိုခေါ်မလဲကျွန်တော်ဟိုမျက်နှာချင်းဆိုင်ပြီးတော့ကျွန်တော်တို့ဖော်ထုတ်ပြီးပြီလေ။ เนาะအဲ့တော့ကျွန်တော်တို့ဒီဟိုနိုင်ငံကူမလားဒီနိုင်ငံကူမလားတိတ်ဆင်းတာဘလို့ဥမာအာဆီယံတော့မှမပါဘူးဗျာဒီကောင်နေတော့မှာเนาะဒါကြောင့်မလို့တရုတ်ရဲ့ China ရဲ့တရုတ် sorry တရုတ်ရဲ့ရုရှားရဲ့ Belarus ရဲ့ Laos ရဲ့သူဒီကောင်ရွေးကောက်ပွဲလုပ်ဝင်တဲ့ထောက်ခံမဲ့နိုင်ငံအဲ့နိုင်ငံပဲအဲ့တော့တခြားလူတော့မသိဘူးနော်အဲ့တော့အဲ့ဒီအနေထားမှာတော့ရှိတယ်အဲ့တော့သူ့ရွေးကောက်ပွဲတော့တော့ကျွန်တော်တို့ဒီဒါကိုအာအဖြူနဲ့အမဲနဲ့ရအောင်တော့ခွဲလိုက်နိုင်တယ်လို့ကျွန်တော်ပြောချင်တယ်အဲ့တော့ကျွန်တော်တို့နိုင်ငံရေးရပြည်ပဆိုင်နိုင်ငံရေးရ အဲသုံးသတ်တဲ့နေရာမှာဒီအချက်ကိုလည်းထည့်ပြီးတော့သုံးသတ်ဖို့လိုတယ်သုံးသတ်ဖို့သင့်တယ်ဆိုတာတစ်ခုပါနောက်တစ်ခုကတော့စစ်အုပ်စုရဲ့ငွေကြေးစီစဉ်မှုကိုကျွန်တော်တို့အတက်နိုင်ဆုံးကျွန်တော်တို့သုံးသတ်ပြီးတော့သက်ဆိုင်ရာနိုင်ငံတွေကပေါ့နော်ဒါကိုလုပ်ပေးဖို့သက်ဆိုင်ရာအစိုးရတော်၎င်းအလို့ရှင်တော်၎င်းအစိုးရတော်၎င်းအဲ့ဒီသုံးဘွဲ့ဆိုင်ရန်ကြားကနေပြီးတော့ဒါတွေကိုပြန်လဲသုံးသပ်ဖို့ဥမာဆိုရင်ပေါ့ဗျာအာကျွန်တော်တို့ဒီ Nordic နိုင်ငံတွေပေါ့ Norway Denmark Sweden Finland ပေါ့ အဲသူတို့ဆိုရင်သူတို့ရဲ့သူတို့ကိုယ်တိုင်လာထဲတာတော့မဟုတ်ဘူးသို့တော်လာလာထဲတဲ့ကုမ္ပဏီမှာသူတို့ရဲ့အာ investment fund ပေါ့နော်အကေကုမ္ပဏီ A ကလာထဲတယ်ဗျာဒါဒီကုမ္ပဏီ A ဒီ Norway ရတော့မဟုတ်ဘူးကနေဒါကကုမ္ပဏီဖြစ်တယ်သို့တော်ကနေဒါကုမ္ပဏီမှာ Norway ရင်းနှီးမြှုပ်နှံမှုကပါနေတယ်ဆိုရင်အဲ Norway ကိုကျွန်တော်တို့ကပြောပြီးတော့ဒီရင်းနှီးမြှုပ်နှံမှုပြန်ထုတ်ပေးပါဆိုတာမျိုးကျွန်တော်တို့အာပြောလို့ရတယ် အဲ့လိုဆိုရင်တဲရောက်မှုရှိမယ်ဒါကြောင့်မလို့ဒါကຫນွေဦးတော်လိုင်းရေးကိုကျွန်တော်တို့ဒါ directly ပေါ့နော်ဟိုဒါ diet ကိုကျွန်တော်သက်ဆိုင်သက်ဆိုင်မှုရှိမယ်ဆိုရင်ကိစ္စပြောချင်တယ်နောက်တစ်ခါဆေးအုပ်စုရဲ့ငွေရေးကြေးရေးကိုကျွန်တော်လိုက်ကြည့်တဲ့နေရာမှာသူတို့ transaction ပေါ့နော်သူတို့ဒီအများဆုံးအာပုံမှန်မဟုတ်တော့ irregular flow ပေါ့နော်ငွေရေးကြေးအမြောက်များပေါ့ဗျာဥမာလောင်စာတင်တဲ့တင်မောအာကမာတို့ဒီဘာခေါ်လဲအာတန်ချိန်9000တင်နိုင်တဲ့ အာတင်မောဒီလာနေတာပုံမှန်ပေါ့တန်းရင်တသိန်းတော့လာတဲ့တင်မောဆိုရင်တော့ပုံမှန်မဟုတ်တော့ဘူးအဲ့ဒီငွေပဲရလာတာလေဒါကိုကျွန်တော်တို့စမ်းစစ်ပြီးတော့အဲ့တင်မောနောက်ဆုံးပဲစိတ်ကန်းထွက်တာလေအဲ့လိုမျိုးတွေကျွန်တော်လိုက်ပြီးတော့စစ်ဆေးပြီးတဲ့နောက်မှာတော့ကျွန်တော်တို့ဒါကိုလုပ်ငန်းဖော်ဖို့ရှိတဲ့အတွက်ကြောင့်စစ်အုပ်စုရဲ့ငွေရေးကြေးစီစဉ်မှုရောသူတို့ရဲ့လောင်စာကိုကျွန်တော်တို့ကလုပ်မဲ့လုပ်ငန်းဒီတော်လိုင်းရေးပေါ်မှာတိုက်ရိုက်ပံ့ပိုးမှုပေးနိုင်မယ်လို့တော့ကျွန်တော်တို့ကယုံကြည်ပါတယ်ခင်ဗျာ